ီဒီဇက်ကားပေါ့မြို့ပြတဲ့လမ်းမဆွဲဇက်ကားပေါ့နော်မြို့ပြတဲ့လမ်းမဆွဲဇက်ကားအဲ့ဒီကားကိုယုံလေးရသူက Facebook မှာ post တခုတင်လိုက်တယ် post တင်လိုက်တဲ့ဟာကိုကြည့်ပြီးတော့အဲ့ဒီမှာအကြီးအကျယ်ကြီးရေးကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကလည်းဟိုဟိုပြီးတော့ရေးလိုက်မိတယ်ပေါ့ဗျာနော်တို့တို့ချွေးရေးတာပေါ့ယုံလေးသူ Facebook တင်ထားတယ်တင်ထားတာယုံလေး Facebook တင်ထားတာကမုန်းတဲ့သူတွေတိုက်ခိုက်တဲ့သူတွေရှိနေနိုင်ပါတယ်တဲ့အမှုပြလောကနေအနိုင်ဖို့များပါပြီတဲ့ အခုတင်တဲ့မြို့ရတဲ့လမ်းမှာဆိုရဲဇက်ကားအများကြီးကြိုးစားထားပါတယ်တဲ့3 6တောင်ကျော်ကုန်ပါတယ်တဲ့ပြင်ဆင်ရိုက်ပြင်ဆင်လိုက်ရိုက်ပြင်ဆင်ရိုက်ကူးချိန်အချိန်တစ်နှစ်ခွဲကြာပါတယ်တဲ့ဒီနေ့စပြီးယုံတင်ပါတယ်တဲ့ကြည့်ပြကြည့်ပြတဲ့သူတွေက quality ကိုသိကြပါတယ်တဲ့ဒီနေ့တင်တဲ့လုံးမှာဝင်ငွေအနည်းဆုံးဇက်ကားအဖြစ်စံချိန်ဝင်တော့ပါပြီတဲ့ယုံမှာလူတယောက်မှမရှိလို့ပိတ်ရပါတယ်တဲ့နံပါတ်1အချက်ကဘေးမှာအကြံပေးမဲ့လူကောင်းအကြံပေးမဲ့လူကောင်းဝိုင်းလို့ပဲမိသားစုစိတ်ရှိတဲ့လူကောင်းမရှိဘူးတဲ့အမှုပညာရှင်အချို့ပါတဲ့အဲ့စကားတွေအများကြီးမေးချင်ဘူးတဲ့ ကူညီအကူအကူညီတောင်းတာဘွားပြမဲ့ကူညီတွေဝင်ကူပေးလိုက်ရင်းပေးလိုက်ရတာတဲ့တယောက်တည်းမဟုတ်ဘူးတဲ့လူအောင်ရာကျော်တဲ့တဲ့အကောင့်အတူအနေ comment တခုအဆက်ခံအောင်တော့တို့အဆက်မခံချင်ကြဘူးတဲ့ယုံလေးနဲ့မပတ်သက်ပါဘူးကင်းပါတယ်ပေါ့ထားပါတော့တဲ့ဝင်းရပေးခဲ့တဲ့တယောက်ချင်းစီယူတိုင်းကိုအမှတ်တရရှိနေမှာပါတဲ့တသက်လုံးမသိမချင်းအမှုညာလုံးချင်ကြတာတဲ့အဲ့ဒီရွေးချယ်ကမြန်မာပြည်စည်းသွားမယ်လို့မထင်ရဘူးဆိုပြီးရုပ်လေးကသူ့ဖိတ်ကမှသူရေးထားတယ်အဲ့တော့ပြောချင်တာကသူကသူ့ရွေးချယ်ကဒိန်း6000ကျော်ကိုခံပြီးရိုက်ခဲ့ပါတယ်ပေါ့ဗျာယုံလေးကတော့ရိုက်ခဲ့တယ်တနည်းခွဲချင်ယူရိုက်ခဲ့တယ်ရိုက်ခဲ့ပေမဲ့အဲ့ဒီရွေးချယ်ကက အခုဒုံတင်တဲ့ခါမှာလူတောင်မှမကြည့်ဘူးမကြည့်တော့သူစိတ်ညစ်သွားတယ်စိတ်မကောင်းဖြစ်သွားတယ်အဲ့လိုပဲသူယုံတင်တဲ့ရက်မှာပေါ့ဗျာပရက်ရှိုးတွေပေါ့ဗျာလူယုံတင်တဲ့ခါပေးသက်တင်တဲ့ချာမှာထိထိကိုကိစ္စတွေကြားရကြတော့တဲ့ဒီရုပ်ရှင်ကားတွေမှာပါလာတဲ့အသေးဆုံးတွေတော်တချို့တွေက လာမတက်ပြီပွဲလာမတက်ပြီပေါ့လေမတက်ပြီတော့ခဏထားအောင်ပေါ့နော်အဲ့ဒီပုံကိုအလုပ်ရချင်းတယောက်ကအောက်မှာကွန်မန့်လေးသူသွားကြီးတာပေါ့နော်ကွန်မန့်လေးသွားကြီးတာတောင်းနဲ့ကွန်မန့်လေးသွားကြီးတာတော့မှပဲအဲ့ကွန်မန့်ကြီးတဲ့ post ကိုအဲ့ကောင်ဖျက်ပြစ်ပါတယ်တဲ့ဖျက်ပြစ်ပြီးတော့တဲ့ဖျက်ပြစ်ပြီးတော့ तू နဲ့မပတ်သက်သလိုမျိုးမပတ်သက်ခဲ့သလိုမျိုးလုပ်ပြစ်တယ်တဲ့ तू ဘု து ပြောလဲဆိုတော့ကျွန်တော်ကြည့်လိုက်တော့တိုင်ရုံဖြစ်နေတယ်တိုင်ရုံပြောတာဒီစကားရဲ့ဟိုလူသိများဆုံးကပုံကတိုင်ရုံအဲ့တော့တိုင်ရုံပြောတာတိုင်ရုံရဲ့အောက်မှာ तू ကွန်မန့်လေးသွားကြီးတယ်ပေါ့ဗျာဒါကို तू ပြောချင်တာဒါပေမဲ့ကျွန်တော်က तू ကတော့မကြီးထားဘူးကျွန်တော်တော့တည်တယ်အဲ့ဒါဆိုဘာဆိုကျွန်တော်ကတည်ပြီးသွားပြီမြင်ပြီးသွားပြီမို့ တော့တိုင်တော့အောင်မှာတော့ကမန်လေးတော့ရေးတာဘောလုံးပွဲကိစ္စလေးပါတော့ရေးတာဟုတ်တိုင်တော့ သူ့အမယုံလေးက comment ပေးလိုက်ပြီးတော့အဲ့ဒီ post ကိုသူကဖျက်ပလိုက်တယ်ဖျက်ပလိုက်ပြီးတော့ယုံလေးကသူနဲ့မပတ်သက်သလိုမျိုးတိုင်ပေါ်ကလှုပ်တယ်ပေါ့ဗျာအဲ့အဲ့ဒါကိုသူပြောတာအဲ့တော့လူပညာရှင်အချို့ကဒီရုပ်ရှင်ကားထဲမှာပါတဲ့တချို့လူပညာရှင်တွေကယုံလေးရဲ့ယုံတင်ပူယုံတင်တဲ့အချိန်မှာလာပြီးမပူပေါင်းပေးကြဘူးမကူညီပေးကြဘူးအဲ့တော့ယုံလေးကအဲ့ဒါကိုစိတ်မကောင်းဖြစ်တယ်ပေါ့ဖြစ်ပြီးတော့ဖြစ်တဲ့အပြင်ရုပ်ရှင်ယုံကားမှာလူတယောက်မှလာမကြည့်ဘူးပေါ့ဗျာမကြည့်တဲ့အတွက်သူရုပ်ရှင်လောကကနားပါတော့မယ်ဆိုပြောတယ်အဲ့လိုလည်းပြောလည်းပြောခစ်တမီဒီယာတို့ခစ်တတို့မီဇီမာတို့ဘာလဲဖြစ်မြပြပြအကြမ်းအုပ်စုမီဒီယာအကုန်လုံးက 他比如阿里巴巴、易达、万达都易家的股票，永利 L 点一的万达都易家的我这在不着的，说了永，说了永利等于乔丹就工资跟人家工资差不多，目标的两码优先，继续，都五万没戏，哈哈，这 L 一了，搞的比五两亿了，也比 L 一，也比 L 二多，那都我知道，两码有，先老高那一点，不他妈都六点嘛没几的优先也批，永利也一点，比如说品牌的两码优先三千一点多万的 L 一了，来吧，再聊，接下来你把平时不如 agency，你知道，接下来得认真了，哦。 ဂျီပိုင်ဆိုတဲ့ကောင်လည်းကိုနေရမှာဖြိုးဝေဖြိုးဝေဖြိုးဝေဆိုကျွန်တော်ညီလေးတက်ကိုခင်းနေကောင်လေးဖြိုးဝေနဲ့ထားညီလူဖြိုးဝေရတိုက်ပြီးတီးတာအေးမင်းသူကကယ်ရီပို့တဲ့ကောင်မှညာဟောတွဲကောင်ထားပါတော့ကျွန်တော်တရက်လောက်ကမှလိုက်လူဇလန်နေရှိတယ်ထားပါတော့အဲ့တော့ဝိုင်းရေးကြတာပါဗျာဝိုင်းရေးကြတော့ကျွန်တော်လည်းတနေ့တော့အားသိသွားတာဟာကိုယုံလေးကတကယ်လူပြောင်းမှမကြည့်ရလားဒီစကားကိုလူတက်မှမကြည့်ရလားကျွန်တော်တော်အားသိနေတာတော့တက်ရောက်မှမကြည့်ရလားနောက်တစ်ခုက တကယ်ပဲသူလူပြလောက်ကတကယ်နားလာလားဘာလားဆိုသိကျွန်တော်အဲ့ဒါနဲ့ယုံလေးဟောမှွေတော့တူ Facebook လေးမှွေကြည့်တော့ဗျမှွေတော့ဒီနေ့လည်းကြာအောင်ယုံလေး Facebook မှာတင်ထားတယ်ဟီဟီဟာလေးလုပ်ထားအောင်ဟောဟီဟီဟာလေးလုပ်ထားတယ်အဘာလဲဆိုတော့ဟီဟီဟာရောဒီဟာဒီဟာကျွန်တော်ပြမယ်သူ Facebook မှာတင်ထားတယ်ခင်ဗျားမြင်ရလိမ့်မယ်တဒီဟာဒီဟာအဲဒါသူတင်ထားတယ်အဲဟုတ်ပါကျောင်းတော့ကျောင်းတော့လင်းကျောင်းကမူဘီရှော့ရှော့ယုံလေးကိုစောက်ဖို့ယုံလေးကိုစောက် ဆောင်ပေါ်ရုံးနဲ့ကောင်ဆောင်ပေါ်တယ်ဒါရိုက်ကြည့်ရတဲ့ရန်ဝန်တော်ပါလေ။အဲ။ဝေဝေဝေအူကြောင့်ဇုံဝေတိုးလာပါလေ။ပြောပါလေ။ဒါရော။ online ကဇုတ်ခေါ်သားပြန်လာဖို့အပုတ်ချထားမှဘင်းလို့လေ။အဲဒါဒါဒါသူ music ရေးထားတခြားရေးထားသူ။ဒါဒါဒါသူရှင်းလို့ရှင်းလို့ပြန်ဖြဲတာပါဗျာ။ပွန်လည်းပြောတော့သူရွှေရှင်ကားကိုလူမကြည့်ဘူးလို့ပြောတဲ့အချိန်မှာ तू ကသူကိုယ်တိုင်တင်းပြီးတော့လုပ်လိုက်တဲ့အချိန်မှာသတင်း media ရဲ့ဝိုင်းရေးတဲ့အချိန်မှာ तू အားရအောင်။အေး ဖျားပြီမှဇုံကုန်လေးချောင်းတိစားလေးဥစ္စာတို့ကျေလို့ရတဲ့လမ်းသာဆိုရင်ဇုံကျင်ကတနင်္ဂနွေမှာပြည်ရတဲ့နေရုံတော့ချက်တိုးလာပါပြီခင်ဗျာကဲဒါသူဖေးဆုံးမှာတခြားလေဟာလေအေးဖျားပြီမှဇုံကုန်လေးချောင်းတိစားလေးဥစ္စာတို့သာသူတင်တာသူကယုံထပ်ပြီးတော့လူကြီးကြည်လာပါတယ်တကယ်တော့သူကြည်ပါတယ်တဲ့ဟိုဟာသူပို့ဆိုတာပေါ့နော်တခွတမဲလို့တာပေါ့ဒါဒါသူယုံမှလူလာကြည့်တဲ့ဟာကိုကျွန်တော်တွေ့ရတဲ့ဟာလေးပါဒါသူကားမှရုပ်ရှင်ကောင်လူလာကြည့်တဲ့ဟာလေးပါနော် အဲ့တော့နောက်တစ်ခုအဲ့လိုပဲသူကားမှာလူလာကြည့်အောင်ကျွန်တော်ဂျုံလေးကဒီဝဲလှုပ်ထားသေးတယ်ဒီဝဲလှုပ်ထားသေးတယ်သူအဲသူသူရုပ်ရှင်ရုံထဲမှာကြည့်နေပေးသားတဲ့နောက်ခံထားပြီးကြိုက်ပြီးတော့ဟုတ်တယ်အပြောချင်တာကရုပ်ရှင်ကလူလာကြည့်တယ်ဆိုတော့ကျွန်တော်အချမ်းမြင်ကျွန်တော်တွေ့ရတယ်ဟုတ်လားဒါလေးဒါလေးကယုံယုံပဲဟိုပါဗျာဟိုရုပ်ရှင်ရုံထဲမှာလူလာကြည့်တဲ့ကြည့်တဲ့လူပေးသားတယ်အဲ့တော့ကျွန်တော်က ဒီကားကိုတကယ်ပဲမဟုတ်တာလားဟုတ်တာလားသိချင်တာရယ်နောက်တစ်ခုကပြည်ပြည့်အကြံဖက်တွေကဝိုင်းကြီးလို့ဒါကျွန်တော်ကပြောရတာမှန်တယ်ဆိုရင်ကျွန်တော်ဒီကိစ္စအသိပြောတဲ့အကြောင်းမရှိဘူးဒါပေမဲ့ပြည်ပြည့်အကြံဖက်ပြည်ပြည့်အကြံဖက်ပြည်ကြရေးရေးတဲ့ခါကျကျွန်တော်စဉ်းစားတာပေါ့ဒီကောင်လေးဘာလို့ရေးထားလဲပေါ့ပြီးတော့အထက်မှာတစ်ချက်ပဲသူကပြောတယ်တစ်ချက်ပဲသူတရားမှမကြည့်ဘူးဆိုတဲ့စကားလုံးပါလာတာတရားမှမကြည့်ဘူးဆိုတဲ့စကားလုံးကယုံလေးက Facebook မှာသူ post တင်ထားတယ် post တင်ထားလို့ယုံလေးတင်တဲ့ post ကိုသူကအဲ့ဒါကိုအသုံးချပြီးတော့ပြန်ရေးတာပြောရရင်တော့မြေပြင်သတင်းကိုမစုံစမ်းသတင်းဌာနတွေကမြေပြင်မှာဖြစ်တဲ့အကြောင်းအရာကိုမစုံစမ်းဘဲနဲ့ လှုပ်ချလိုက်တာပေါ့ဗျာပွန့်လိုက်ပြောတော့အဲ့တော့ကျွန်တော်ခင်ဗျားတို့ကိုမေးပါမယ်အဲ့ဒီလိုပြည်ပြည်အုပ်စုတွေရဲ့သတင်းတွေကိုခင်ဗျားတို့ယုံနေမယ်ဆိုရင်တော့ခင်ဗျားတို့တွားပြီခင်ဗျားတို့အုံတော်တွေတွားပြီခုနဘုံယုံလေးပဲဆိုယုံနေကောင်စောက်ပေါ့ဆိုအဲ့ဒါခင်ဗျားတို့တွားရောအဲ့တော့မြေပြင်မှာမြေပြင်ရုပ်ရှင်ယုံနေတဲ့မှာတွားကြည့်တဲ့တယောက်မှမရှိဘူးဆိုတာတကယ်ဟုတ်သလားတကယ်ကြည့်ခဲ့တဲ့လူတွေကောင်းသိတယ်ကျွန်တော်က TikTok ကြီးလိုက်မှုရေကိုရှောက်မှုရေပို့ပြီးတော့ဒီနေ့ဆိုရင်ညနေလောက်ကကျွန်တော်ရုပ်ရှင်ယုံဘက်ကိုလှမ်းမိတယ်လှမ်းမိတဲ့အခါမှာ ။ဟာဂျုံလေးကမကြည့်ပါနဲ့လူရှိပါတယ်တဲ့။မကြည့်ဘူးတော့မဟုတ်ပါဘူးတရားမှမကြည့်တော့မဟုတ်ပါဘူးကြည့်ပါတယ်လူရှိပါတယ်တဲ့။ဘာလို့ရှိလဲဆိုတော့ဒီနေ့ဆိုရင်တဝက်လောက်ဂျုံဂျုံတဝက်ကျော်လောက်ရှိလာပါပြီတဲ့။အပြည့်တော့မရသေးဘူးပေါ့ဗျာ။တဝက်ကျော်ရှိလာပါပြီလို့ကျွန်တော်သိရတယ်။ကဲအလူသွားကြည့်နေပြီ။အဲ့သူသူပြောတော့တရားမှမကြည့်ဘူးဆိုတော့ဟုတ်သလား။သူတို့ပြည်ပြည်အုပ်စုမီဒီယာရေးသလိုတရားမှမကြည့်ဘူးဆိုတော့ဟုတ်သလား။ဘာဖြစ်လို့ယုံလေးကတရားမှမကြည့်ဘူးလို့ post တင်တာလဲမင်းရင်ကျွန်တော်မေးကြည့်တဲ့ခါကျတော့ तू ကဘာပြောလဲဆိုတော့တမင်ကိုသူလုပ်တယ်တမင်ကိုသူတည်တာရှင်းပြောတယ်တမင်ကိုတစ်ဖက်အုပ်စုဘာပြောမလဲရဲ့ ပြည်တွင်းမှာနေတဲ့တချို့သူ့ကိုအဲသူ့ရှေ့ရနေပြီးတော့ဟိုသူနဲ့သူ့အခုကြီးအများကြီးယူခဲ့ရတဲ့ပုံကိုယ်တွေပေါ့ဗျာယူပြီးတော့မှသူကူညီပေးလိုက်လို့ထောင်မကျတဲ့လူတွေအဲ့လူတွေကအခုတကယ်တမ်းကျတော့ဖြစ်လဲဖြစ်လာအောင်နောက်ဆုတ်သွားတယ်ပေါ့ဗျာအဲဒါကြောင့်မို့သူကတော့တင်းတယ်